မင်္ဂလာပါရှင်မြန်မာတက်မတော်ဗဟုသုတအနေဖြင့်ပြည်သက်များအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေဒီနေ့ပြောကြမယ့်ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ယူကရိန်းတပ်ဖွဲ့များအားဆိုလို့ရှိရင်ဆူမီရှိရုရှားစစ်တပ်များအတွင်ဒုံးကျည်ပြစ်လက်မှုများအကြောင်းပဲဖြစ်ပါတယ် ထိုးတန်ချွေတာတဲ့ donuts ဥတီချက်ဖြင့်ကဲတင်သူမင်းဆက်ကိုခုခံကာကွယ်ရာတွင် အားနည်းသောနေရာများကိုရန်သူရှာဖွေမှုမအောင်မြင်ခဲ့ပါဘူး။ရုရှားတပ်များဆိုလို့ရှိရင်မော်တာအမြောင်းအများနဲ့ဒုံးပစ်လောင်းထားများစွာကိုယူကရိန်းတပ်များထံပစ်ခတ်ခဲ့ပြီးရန်သူဟာဆိုရင်ကဲတင်ရှင် donuts ကာကွယ်ရေးတွင်အားနည်းသောနေရာများကို ရှာဖွေရန်အချင်းဤကြိုးစားမှုများဆက်လက်လှုပ်ဆောင်နေပါတယ်။ Facebook တွင်တင်ထားတဲ့ပမာဏနှင့်မူဝါဒလမ်းညွှန်ချက်များကိုယူကရိန်းစစ်တပ်ရဲ့အထွေထွေဝန်ထမ်းများ၏အ စီရင်ခံစာတွင်ဖော်ပြထားပါတယ်။ရန်သူဟာဆိုလို့ရှိရင်တက်ကြစွာအေးအေးချင်းမရှိဘဲနဲ့စီပစ်ကဥတီချက်တွင် အခြေအနေတိတ္တာပြောင်းလဲသွားခြင်းမရှိဘဲရန်သူယူကရိန်းရန်သူရုရှားတက်တရားဆိုလို့ရှိရင်ယူကရိန်းရုရှားနယ်စပ်တွင်ဆက်လက်စောင့်ကြပ်နေပြီးနယ်စပ်ဒေသ Ehan It and Kokoklan တို့ရှိစုမီဒေသများရှိအရက်သားအခြေခံအဆောက်အအုံများကို မော်တာများဖြင့်ပြစ်ခတ်ခဲ့ပါသည်။ ရန်သူများသည်ကောက်ကွယ်ရေးတည်ငြိမ်မှုတိုးမြင့်လာစေရန်၎င်း၏ရာဒူးနှင့်မိုင်းနယ်မီများကိုတက်ဆင်ပြီးကကျူးကျော်သူများကိုယူကရိန်းတပ်ဖွဲ့များ၏ပြင်းထန်သောအမြောက်များဖြင့်ပစ်ခတ်ခြင်းအားတားဆီးရန်ယူကရိန်းကောက်ကွယ်ရေးတပ်ဖွဲ့များ၏လုံဆောင်ချက်များကိုတားဆီးရန်နှင့်ထို့အပြင်ရန်သူအားဆိုလို့ရှိရင်အဆိုပါဒေသမှရှိရအယတအခြေခံအဆောက်အအုံများကိုစားငံထားသည့်အနေရရှိသည့်တစ်စီချားကာစီ တခီကိုရာဘိုခိုင်အဆာခါချပီနှင့်အန်ဒိုဟူသောစာပုံများ ဖြင့်ပြစ်ခတ်ခဲ့ပါတယ်။ရန်သူ၏ကြိုးပမ်းအားထုတ်မှုများကြောင့် selfiness ကို social ဆက်လက်ပြုလုပ်ရန်ပြင်ဆင်ခြင်းနှင့် မီးပြည့်စည်မှုရလဒ်များကိုအသုံးပြု၍ အယက်ဒိတာအယက်ဘက်အဆောက်အုံအများပေါ်တွင် ပြစ်ခတ်သော ရန်သူများကိုရဲဝင်းစွာဖုံးချင်းအပေါ်အာယုံဆိုင်ကြပါသည်။သိမ့်ပိုက်ထားသူတွေရာဆိုလို့ရှိရင်ဘူးခုတမြအနီးတွင်ထိုးစစ်တိုက်ခိုက်နိုင်ခြင်းများကိုပြုလုပ်ခဲ့ပြီးရန်သူအားဒိုင်းနေ၏ဥလီကျက်အတိုင်းဆက်လက်တိုက်ခတ်ကာခရာမိုတိုရက်စ်မျိုးအနီးတွင်ဒုံးကျည်များဖြင့်ပြစ်ခတ်ခြင်းများလွှဲ၍ရန်သူအားဆက်လက်တိုက်ခတ်ခဲ့ပါသည်။ ရန်သူဟာ live mass ဥတီချက်တွင်တက်ကြွစွာလှုပ်ရှားခြင်းမပြုဘဲ telenovela အားဇွဲလုံးလှရှိတဲ့ Saran Brain Pan တွင်ရုရှားလူမျိုးများကပြင်းထန်သော Donetsk ဥတီချက်ဖြင့်ရန်သူကို motor အများအများနှင့်ဒုံးပစ်လောင်းကြီးများအသုံးပြုက Ukraine အင်းနေဆက်ရှိ Ukraine unit များကိုပစ်ခတ်ခဲ့ပါတယ်။ကျူးကျော်များကျူးကျော်သူများဟာဆိုလို့ရှိရင် Siberia Donetsk ဒေသရှိအရက်ဘက်အခြေခံအဆောက်အအုံများကို ထိမှန်က Grivilia အိုစတာနီဘာကာအာဟင်စီခေနဲ့ခရီနာအာဘီတို့ဟာဥမာရှိရဲ့လေချောင်းတိုက်ခိုက်မှုများကိုစတင်ခဲ့ပြီးတော့ ခါတန်ဘိဇရွာ၏ဥတီချက်တွင်မအောင်မြင်သောချိန်မှုတရက်ကို ပြုလုပ်ခဲ့ပြီးယူကရိန်းသားများစွာဆုံးရှုံးခဲ့ရပါတယ်။ရန်သူအားဆိုလို့ရှိရင်ကေတင်ရှင်မင်းဆက်၏ဘက်စမင်ဥပီဥတီချက်ဖြင့်ကေတင်ရှင်မင်းဆက်၏ကာကွယ်ရေးတွင်အာနေအဲအာနေသောအဆက်ပြိုင်များကိုရှာဖွေရန်အခြေအနေစူးစမ်းမှုများပြုလုပ်နေကြောင်းတွေ့ရှိရပါတယ်။ရန်သူအားဆိုလို့ရှိရင်အဲ့ဒေသအနီးမှာရှိတဲ့ပြွန့်နှင့်ဒုံးပြအမြောင်အများမှာယူကရိန်းဒီနီယာများကို အားကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ရင်သားပတ်ထားသောဘဲလာကိုဘီစီကီနဲ့မဲမီဟီဘရာနဲ့အဓိကစကီးများဆိုလို့ရှိရင်ကျူးကျော်သူမှပြစ်လွက်တော်ဒုံးကျည်များနဲ့လေချောင်းတိုက်ခိုက်ကူများအလေချောင်းတိုက်ခိုက်ကူများသည်မရာစီနီကင်မရာနဲ့ကက်လက်နယူးယောက်တို့ကိုမီးလောင်ပျက်စီးစေတဲ့ရလက်ကိုအသုံးပြု၍ရန်သူဟာဆိုလို့ရှိရင်ရခင်တိုက်ခွဲများတွင်ရိုတီမချာလီနီကန်နဲ့ခါမီစီဘကာဤဧရိယာကို တိုက်ခိုက်ခဲ့ပါသည်။ ယူကရိန်းကကွယ်ရေးသမားများဆိုလို့ရှိရင်ဆုံရှုံမှုများဖြစ်ခဲ့ပြီးတော့ရန်သူဟာဆိုလို့ရှိရင် ရန်သူရွေးချယ်တာဆိုလို့ရှိရင် ပထမကြီးတက်ဤပထမဆုံးသော မော်တော်တက်ချီလီတက်မဟာတရားဤယူနေများကိုဆုတ်ခွာခဲ့ရပြီးရန်သူရဲ့နှီးပြဟာများအနေထားကိုတိုးတက်ကောင်းမွန်လာစေရန်တိုက်ခိုက်ရေးဆွေးရင်များပြည်လျားရှိရန်တွန်းအားပေးခဲ့ပါသည် T610 ကုမ္ပဏီများနဲ့အတူမော်တော်ယာဉ်ခြေလင်းတက်များကို အကောင်းစီရဲ့အတွက်၎င်းတို့ကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ဒါအပြင်ရွတ်ကြော်သူများသည်လွန်ခဲ့တဲ့24နာရီအတွင်းဒုံးကြီးအများအများနဲ့မီရှူမီတိုင်းမှာတက်ဆင်ထားတဲ့ယူနစ်များကိုယူကရိန်းနိုင်ငံမှကာကွယ်ရေးသမားများက Donets ဖြင့် Luhas Olon 30မောင်းသူမဲ့လေယာဉ်များလမ်းကြောင်းလေယာဉ်လမ်းကြောင်းများတွင်ရန်သူ9ဦးအားချေမှုန်းနိုင်ခဲ့ပြီးတော့ရန်သူတေကာ3စီးကိုဖျက်ဆီးကတန်ကြက်ကရင်း2စီးနဲ့မော်တော်ယာဉ်4စီးတို့ကိုလေကြောင်းရန်က အကွေတက်မများကပြစ်ချခဲ့ပါတယ်။ယူကရိန်းနယ်မြေအတွင်းတိုက်ပွဲများအတွင်းအလဲပိုင်းစစ်ခရိုင်ဒုတိယမြောက်မော်တော်ယာဉ်တက်မ55ဟာပြစ်ခတ်မှုတွေမှာပါဝင်ခဲ့ရတာတော့ရှိပါတယ်။မော်တော်ယာဉ်ခြေလင်းတက်မ55မှာတက်ခွေများဟာဆိုလို့ရှိရင်တိတိတတ်ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီးဆုံးရှုံးမှုများနဲ့ရင်ဆိုင်ခဲ့ရပြီးတက်သား800ခန့်ပြေဆုံးခဲ့ပြီးတက်သား400ခန့်ဒဏ်ရာရရှိကစုစုပေါင်း1800ခန့်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ။နားထောင်သူများကျေးဇူးပြု၍အောက်ခြေတွင်ရှိသော comment box တွင်သင်၏ထင်မြင်ယူဆချက်များ၊သင်၏အမှတ်ချက်များကိုထားခဲ့ကာနောက်ထပ်ဗီဒီယိုအသင်းများတရှိနိုင်ရန်အတွက်ဤ channel ကို subscribe လုပ်ဖို့နှိပ်ဖို့ရမမေ့ပါနဲ့။ကျေးဇူးတင်ပါတယ်ရှင်။နောက်သတင်းလောများမှာဆက်လက်တွေ့ဆုံပါမယ်ရှင်။ဒီမှာရေရရှာတင်ကရင်ဒါဇင်ပေါင်းများစွာကို ယူကရိန်းမှာဖြတ်စီခဲ့တဲ့အကြောင်းဖြစ်ပါတယ်ရှင်။ မြမတက်မတော်ဘုဒ္ဓရအနေဖြင့်ပြိတ္တမြအားလုံးကျမ်းမာထမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုနိုင်နာဖို့နားထောင်ဖို့ဖိတ်ခေါ်ပါရစေ။ဒီကိစ္စတက်မှာတာဝန်ရှိသူများကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်တွင် Chemical Drone တစ်စီးရဆိုလို့ရှိရင် Russia တင်ကားတွေကိုဝင်သွားပြီးတော့ဒီကိုလုံးကြီးအဖြစ်ပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရကြောင်းသိရပါဗျ။ ယူကရိန်းအထူးစစ်စစ်ရေးတပ်ဖွဲ့များမှဗီဒီယိုဖိုင်ကိုယူကရိန်းအထူးတပ်ဖွဲ့များကအင်ကာနီတွင်ကြောစာကြာတာခဲ့ရာယူကရိန်းတွင်ခါမီကက်မောင်းသူမဲ့လေများအထူးစစ်စစ်ရေးအတပ်ဖွဲ့ဝင်များသည်ယူကရိန်းသိမ်းပိုက်သူများကိုဖျက်ဆီးနေတာကြောင့်လို့ယူကရိန်းရှိ operator များသည်အခြားသောခင်မီလက်နက်တမျိုးကိုပိုင်ဆိုင်ရန်ကျန်းကျင်မှုများတည်တွင်ခဲ့ကြပြီးရန်သူတင်ကားတစ်စီးကိုရန်သူလူအင်အားနှင့်အတူစစ်သားများအတိုင်းဖျက်ဆီးပစ်ကြပါသည်။ ရစသိလိုက်သူများ၎င်းတို့ရဲ့တင်းတင်းကန်းချက်ဝတ်တစွာများပေါ်တွင်ထိုင်နေသည့်နေရာတစ်ခုတွင်ထိတ်တဲ့စိတ်ရဲတောက်နေကြသူလည်းပဲရရှာသာသိမ့်ပိုက်သူများဟာထုံးစံအတိုင်းဝီဟင်မှမမျောလင့်ထားတဲ့တိုက်ခိုက်မှုတစ်ခုသောမလို့ရုတ်တရက်ရန်တန်သွားခဲ့ရပါတယ်။ပြစ်တဲ့နယ်ပောက်ကွက်စီတဲ့တဲ့ပောက်ကွက်ပစ္စည်းများလည်းဆင်ထားတဲ့ခင်မီကာမီကာစီဒရုံးဟာဆိုလို့ရှိရင်ရန်သူအားပြည်ပြည်မရတဲ့ဒိဋ္ဌိဆုံးဆုံးမှုများကိုဖြစ်စေကာတင်ကားတဲ့သူတဲ့တဲ့ပြန်တန်းသွားခဲ့ပါတယ်။ ရန်သူကိုချိန်မုံရေးလုပ်ငန်းစဉ်တစ်ခုလုံးကိုတတမဒရုန်းပေါ်တွင်တက်ဆင်ထားတဲ့ကင်မရာဖြင့်ရိုက်ကူးထားတဲ့ EDO ဖ EVDO ဖိုင်ကအများကြီးသူကိုပထမဆုံးချိန်တွေ့တင်ခဲ့တော့လဲပဲ။ခမီကက်စ်သုံးမျိုးတိုက်ခိုက်ရေးခမီကက်စ်ဒရုန်းပေါ်သုံးမျိုးတိုက်ခိုက်ရေးရဆိုလို့ရှိရင်ယူကရိန်းသားတွေအတွက်စဉ်ဆက်မပြတ်အလေးအကျင့်တစ်ခုဖြစ်ကြောင်းသတိပြုတင်ပါတယ်။ရုရှားနိုင်ငံကရခုနှစ်မေယာဒီနေ့ ၊နွေရာသီနှင့်နွေရာသီကာလများတွင်တောမီလောင်ကျွမ်းမှုပေါင်း၄၀၀၀ကျော်ဖြစ်ပွားခဲ့ကြောင်းရုရှားအရေးပေါ်ဝန်ကြီးဌာနကတင်ထုတ်ပြန်ထော်ကြားလည်းပဲယူကရိန်းကိုရုရှားကျူးကျော်မှုစတင်ချိန်မှာဆောက်ရီပုံမှန်မဟုတ်တဲ့မီလောင်ကျွမ်းမှုများပေါက်ကွဲမှုများအများအပြားဖြစ်ပွားခဲ့ပါတယ်။ဒီအကြောင်းကိုတော့တရားဝင်ရှင်းပြထားစီမျိုးမရှိပါဘူး။၎င်းတို့တွင်ဘယ်ကိုရော့ရှိလောင်စာစီအယောင်းဆိုင်များပင်မိလာမှုနှင့်ယူရိန်းရဲ့အနည်းရှိ ဖဲမုံစစ်စုံ URN ၏ပရမျိုးနှင့်တီပက်ရက်စီလေးချောင်းပြည်သနာတို့လည်းပါဝင်ပါတယ်အဆိုပါဖြစ်ရမြားဆိုလို့ရှိရင်ယူကရိန်းစစ်မှုထမ်းရုံများရုရှားနိုင်ငံရဲ့ယူကရိန်းစစ်မှုထမ်းရုံများကိုဖျက်ဆီးဖို့ရန်အတွက်လုပ်ရမြားဖြစ်တယ်ဟုထင်ကြီးပေးကြသူများဖြစ်ပေါ်ထင်ကြီးပေးကြဝင်ဖြစ်ပေါ်စေခဲ့ပြီးယူကရိန်းစစ်ပွဲစတင်ချိန်မှာဆောက်ရည်မိရှုဖျက်ဆီးမှုများလည်းဖြစ်ပွားစေခဲ့ပါတယ်။ဇန်နဝါရီလတွင်စတင်ထမ်းခဲ့ပြီးတော့ကီဖက်တွင်ဌာနချုပ်ဒီခီရဲ့မီယန်များရဲ့အဆိုအရ ယူကရိန်းနဲ့နိုင်ငံတစ်ခွဲများရဲ့အထွေထွေဝန်ထမ်းများအနေဖြင့်ယူကရိန်းနိုင်ငံ၌တိုက်ခိုက်မှုများဖြစ်ပွားတဲ့နေရာကိုပြတ်ထားသိမှုမရှိပါဘူး။ဖေဖော်ဝါရီလ24ရက်မှမေလ24ရက်အတွင်းရုရှားတပ်ဖွဲ့ဝင်နဲ့တဲ့2350ခန်းဆုံးရှုံးခဲ့ပါတယ်။ရုရှားတပ်ဖွဲ့များဆိုလို့ရှိရင်အရှိပိုင်းမျိုးများကိုစောင့်ကြည့်လေ့လာသူ Donetsk, Luhansk နဲ့ Lubini တို့ကိုဝန်းရံရန်ကြိုးပမ်းနေကြောင်းပြည်ထောင်စုဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ ယူကရိန်းသမ္မတဗလာဒီမာဇယ်လစ်စကီကရုရှားတပ်ဖွဲ့များဟာဆိုလို့ရှိရင်တိုက်ပွဲဖြစ်ပွားတဲ့ဒွန်းအာဒွန်းဘတ်စ်တေးသမ္မတတွေနေထိုင်နေယူအရာအလုံးကိုဖျက်ဆီးဖို့လည်းစ조사နေတာပြသခဲ့ပါတယ်။ယူကရိန်းဒရုန်းလက်စီးဟာဆိုလို့ရှိရင်ရက်ဆက်စတာတွေကိုကတုံးချက်တစ်ခုမှပုံကျဲချပြီးတော့အထုစစ်ရေးတပ်ဖွဲ့တွေရဲ့ကွက်ကက်မှုကိုမှုန့်နှောက်ပေးလိုက်တဲ့အခိုက်အတန့်ဗီဒီယိုကိုရိုက်ကူးထားပါတယ်။ဂရိနိုင်ကအခြေအကျဆုံးဒေတာလူဟက်စင်ကြီးကတေရှင်ဒိုနက်စ်အဒီတွင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ယူကရိန်းစစ်တပ်ကလူဟက်စတင်မီရှိကေတရင်ဒိုနက်စီနဲ့ကဲ့မဲ့ဖြစ်ပွားခဲ့ကြောင်းယူကရိန်းစစ်တပ်ကလည်းနာနေတဲ့ထုတ်ပြန်ချက်တစ်ခုကိုရွေးချယ်ပြီးတော့စိတ်တပ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပင်ပန်းနန်းနဲ့နေရန်သူတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့တပ်ဖွဲ့များအတွက်အများထဲပုံမှုလွယ်ကူတဲ့သားကောင်များဖြစ်ကြောင်းယူကရိန်းစစ်တပ်ကပြောကြားခဲ့ပါတယ်ဒီကိတဲ့ဖွဲ့တွေရဲ့အထူးစစ်စစ်ရေးတဲ့ဖွဲ့တွေကဆိုလို့ရှိရင်မရှားတွေကိုတဲဖြစ်ရေဖို့အောင်ထိခိုက်ခံရတဲ့နီလန်များစွာကိုတီးထားတော့ကြောင်းလို့ ီနေရာဆိုလို့ရှိရင်ပေါ်ပါပြီးတော့ဈေးသက်သာတဲ့ခဲရမ်းမိကြောက်ပြီးမြင် operator ရဲ့တစ်ထဲမှာကြွဲကျင်တဲ့ drone တွေတဲ့စီကိုဘယ်လိုပုံစံနဲ့ပြသထားတယ်လဲဆိုတော့ဗီဒီယိုပိုင်းမှာပြမြင်ရမှာဖြစ်ပါတယ်စာဗီလာမင်းဆက်ရဲ့နည်းမြေတွင်သိမ့်မိုက်ထားသူတွေဟာတိုက်ခိုက်မှုရလက်အပြည့်ခင်းစစ်တမ်းများထက်မှအသိပြရပါတယ်။ဖရဆာနိုင်ငံသား၄ဦးအဆိုလို့ရှိရင်အချိန်လေးကောင်းတရက်ကိုရရှိခဲ့ပြီးတော့သိမ့်မိုက်ထားသူတွေရဲ့စစ်ရုပ်ပစ္စည်းတွေ unit ကို unit တွေကိုစောပွဲအင်များဖြင့်နေအိမ်သို့ပြန်လည် ထက်ခွာသွားပြီဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ operator များဟာဆိုရင်ပဲရှိတဲ့စဉ်းစားနာတွေကျွန်တော်တို့ရဲ့ operator များဟာဆိုရင်တစ်ချိန်လုံးပါဝင်နေတဲ့အတွက်ကြောင့်မလို့အရင်ကြီးတဲ့အချက်ဟာဆိုလို့ရှိရင် Russia သူတို့သူများမိနစ်ပိုင်းအတွင်းဤမိနစ်ပိုင်းအတွင်းမောပန်လာကရှိတဲ့ရေးကြီးအန်တီကိုမျှော်လင့်နေတာသိနေဖြစ်ပါတယ်။ဒီကလေးစစ်တပ်ရဲ့ပြန်လည်တိုက်ခိုက်အောင်များကြောင့်မလို့ Russia နိုင်ငံရဲ့တိကျအစီရေ1300နဲ့စီး 3194ကြည်စာတိုက်ခိုက်ရေးရင်66အမြောက်စနစ်များ201ဒုံးကြီးပြည်လူမှုစနစ်များ63လေးရင်စက်ကြီးရေးစနစ်များ205လေးရင်များရဲရင်190နှင့်2213မော်တော်ယာဉ်ဘာသာစီတင်ပေါ်73စီတင်ပေါ်480စီဒုံးပြန်130နှင့်မောင်းသူမဲ့လေးရင်များ480စတဲ့အမြောက်အများကိုဆုံရှုံးစေခဲ့ပါတယ်။ ူကရိန်းတက်မတ်တာဟာဆိုလို့ရှိရင်ရုရှားရဲ့ယူကရိန်းကိုပြုလုပ်ခဲ့တဲ့ရုရှားရဲ့ယူကရိန်းကိုဒီပြုလုပ်ခဲ့တဲ့အရာများဟာဆိုလို့ရှိရင်တာယုံဖွဲ့ရအတိမတ်များအတယုံဖွဲ့ဖြစ်နေကြောင်းအတယုံဖွဲ့အဖြစ်အတိမတ်ပြုဖို့ရန်ပြသခဲ့ပြီးတော့ကာဆွန်ရဲ့လူဝစီအုပ်ထားတဲ့တောင်ပိုင်းမြို့များကိုပြန်လည်ထိတွေ့ရင်ယူကရိန်းကဆုံးဖြတ်ထားကြောင်းပြောကြားပါတယ် နားထောင်များကျေးဇူးပြု၍အောက်ခြေတွင်ကွန်မန့်များထင်မြင်ချက်များကိုတက်မှတ်ချက်များကို ထားခဲ့ကြနောက်ထပ်ပြီးတော့အမြန်ရှိရန် subscribe လုပ်ဖို့နေရမိပါနဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ပြင်းလာမယ့်ဆက်လက်ပြီးဆုံးဖြတ်ပါမယ်ရှင်ဒီနေ့ပြောကြမယ့်အကြောင်းအရာတော့ဒီနေ့ဗီဒီယိုလေးရဲ့ကောင်းစင်ကတော့ထိတ်လန့်စီခဲ့တဲ့စူပါတန်ကြက်ကလေးအင်းများအကြောင်းပဲဖြစ်ပါတယ် မြမတက်မြော်ဘဘုဒ္ဓရအနေဖြင့်ပရိသတ်များအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းကျွန်တော်တို့ရဲ့အစီအစဉ်ကိုလိုက်နော်ဖို့ဖိတ်ခေါ်ပါရစေ။ချက်သမရနိုင်ငံကရုရှားနိုင်ငံရဲ့ကြီးမားတဲ့လက်နက်များနဲ့စင်တူတီဒုံးဒီလောင်ကျန်း20 IM ကံကိုယူကရိန်းကိုပေးပို့ထားပြီးတော့ယူကရိန်းကွန်မြူနီနိုင်ငံများနဲ့ယူကရိန်းတို့ရဲ့ကြာဆိုပီယက်ပုံစံလက်နက်မှုလက်နက်များပေးပို့မှုအရှိန်မြင့်တင်နေသည်ဟုကာကွယ်ရေးအကြီးအကဲကာကွယ်ရေးဝန်ထမ်းကအရာရှိတဲ့ဦးကပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတအာမီစီလန်ကီကရုရှားကျူးကျော်ဝင်ရောက်လာတဲ့သေဆုပ်ဖို့ကောင်းလို့ခေါ်ရန်သူတွေတို့နောက်တောင်ပြန်လဲပေါ့မဟာမိတ်တွေကိုလက်နဲ့ချင်းချင်းမြတ်တမ်းဖို့ပြီးပြီးတော့ဘူရုံနီကတိုက်တွန်းခဲ့တယ်လို့တူးချင်းဘောလီတစ်ချက်ချင်းပြစ်ခတ်နိုင်တဲ့ဘောလီမှာဘောလီအကြောင်းအဲ့ဘောလီမှာဆိုလို့ချင်းဒုံးကြီး40လုံးပါရှိပြီးတော့ပြစ်လွတ်နိုင်တဲ့ဆိုတဲ့အကြောင်းဒီဒုံး70ရဆိုလို့ချင်းကြီးမားတဲ့ area များကိုပဲပျက်စီးစေနိုင်ကြောင်းဆက်တပ်မှုများအရာဟတာသုံးပုံတစ်ပုံကြောင့်ပြက်ကျဲနေတဲ့အကွဲကွဲအကွာကွာ အများအများပြင့်ကျင်းနေရရှိရင်ဒီလေးကိုအထူးသဖြင့်ဒီဒုံးကြီး40လောက်ပါတဲ့ပစ္စည်းကိုအသုံးပြုပါကအန်ဒီယကင်းဆိုတာထင်ထောက်နိုင်တယ်ကြာတာ။အေးဒုံးကြီးအလုံး40ပါတဲ့ကြည်တောင်းဟာပောက်ကွေရ256ကီလိုဂရမ်နဲ့ညီမျှပြီးတော့ IM 80ရဲ့အဓိကအင်္ဂါရများထဲမှာတစ်ခုဖြစ်တဲ့122မီလီမီတာဒုံးပြတ်40ရှိတဲ့ကြည်ကက်တစ်ခုကိုအမြန်ပြန်တင်ရန်အတွက်အမှုရတဲ့ကက်စီနောက်ဘက်တွင်ထားရှိပါတယ်။ ပြန်20နှစ်မီလီမီတာတုံးပြအလုံး40ကိုပြည့်လွတ်ပြီးဤဒီနေလူကြီးဝရောက်စစ်ပတ်မှုမရှိဘဲဒွန်ကွန်တုံးအလုံး40ကိုမက်ကဲဆီနိုက်တစ်ခုအနေနဲ့ချိန်ညှိပြီးတော့ပြည့်ခတ်နိုင်ပါတယ်။ IM 80ဘန်မရက်20နှစ်မီလီမီတာ290ကီလိုဂရမ်ဝီပုံ14တာရှိတဲ့ရှစ်လုံးလုံးတထရာ T3C ဝီရှစ်အင်ဂျင်အားဆိုလို့ရှိရင်တနာရီလင်ကီလိုမီတာ90အမြင့်လုံးရဲ့လုံးကြီးစနစ်တစ်ခုလုံးရဲ့ပြည့်တတ်တဲ့ရွေးချယ်နိုင်ရွေးချယ်နိုင်မှုကိုအမှတ်ခံချက်ပေးထားပါတယ်။ PM 90 light IM 90 120 mm မှာဆိုလို့ရှိရင်ဒီ tracker tracker the trati 715 into 28ရဲ့ကိုလေးเนี่ยပေါင်းဆက်ထားပြီးတော့ ranking က euro 395အဲ ranking က euro 395နဲ့ gear box နိုင်ရက် coding ကလေးစားများရဲ့ semi automatic စနစ်ဖြင့်နောက်ထပ် gear box တစ်လုံးဖြစ်တဲ့ တက်ထရန်နှစ်တက်မှာ၃တုံညတားတလုံးကိုတိုင်ကြီးတလုံးအားအသင်းထက်တဲ့ကြောင့်မလို့ဒုံကွ၁၂ရာဆိုလို့ရှိရင်ကီလိုမီတာ၁၀၀၀အကွာဝေးပြီးပြန်တန်းနိုင်ပါတယ်။ဒုံကွ၂၂ရဲ့လေယာဉ်အမှုတွေညနဲ့လေယာဉ်ကမ်းများကိုကောက်ွယ်ထားပြီးတော့သူကြီးနဲ့တန်ကြက်ကမူးမှန်ထားတဲ့အခြားဒုံကြီး၁၂ရဲ့နောက်ထပ်နောက်ဆုံးထပ်ဘာရှိရဲ့ပြင်အခြားသောဒုံကြီး၁၂ဘာရှိရဲ့ပြင်အခြားရဲ့များကိုအနာ MBC မှာကောက်ကွယ်မှုမှာအတိအမဲ့ပြုထားပါတယ်။ဒုံကွင်းဒုံဆက်နေတဲ့လုံးဝမွန်မှန်ထားတဲ့တိက္ခတ်ထင်းကြုံမှုနဲ့လမ်းကြောင်းရွက်စနစ်များပါရှိပြီးတော့ ဥပမာပြောအပြင်ဒီ IM 80မိုဂျူလာဆိုလို့ရှိရင်ဂျာမနီနဲ့ Slovakia မှာ IM 80နဲ့ဗီဒိုဆန်လုံးတို့အဆင့်မြင့်တရတဲ့နဖာခုနီကဆုံးဖြတ်ခဲ့တဲ့ model လေးဖြစ်ခဲ့ပါတယ်။ဒါကြောင့်မလို့ဒီ20မီလီမီတာဒုံးကြီးမြောက်ကိုပြည့်ခဲ့ဖို့ရန်သုံးမဟုတ်နှက်ဆနဲ့229မီလီမီတာ နှက်ဆဖြစ်တဲ့မြန်20ကမီလီမီတာဒုံးကြီးမျိုးကိုလက်ရုပ်ညီတွေပြအောင်ပြပြင်ထားခြင်းဖြင့်ဒုံးကြီးရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအဆင့်မြင့်တန်းခြင်းဖြင့် E-model ဟာအခန်းအတွင်းသခန်းကို AM-20 မူဂျူလာကို AM-20 ဘန်ရှင်များနဲ့အဆင့်မြင့်တင်ပြပြင်ရရှိနိုင်ပါတယ်။ထားထောင်သူများကျေးဇူးပြု၍အချိန်တွင် comment များအဖြစ်သတ်မှတ်ချက်များမှာဖြားရှိရန်နောက်ထပ်ဗီဒီယိုကိုအသေးများနားထောင်နားဆင်ရမယ့်အတွက်ဆိုရှင် subscribe လို့ကိုနှိမ်မိပါနဲ့ရှင်။ကျေးဇူးတင်ပါတယ်။နောက်တစ်ပြေးတော့မြတ်တင်ပြန်လဲဆုံကြပါမယ်ရှင်။